မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။ဒါမှဆုံးရခိုင်ဘကုအဆက်ရခိုင်မကွေအဆက်နဲ့ရခိုင်အေယာဝတီအဆက်တိုက်ပွဲများမှာစစ်တပ်ဗမာလမ်းဖြူထောင်သူဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်90တဦးကျော်ကိုအေအေကဖမ်းဆီးရရှိစစ်တပ်ဗမာများမှပေါ်သားဆွဲဖမ်းဆီးခံရသည့်အသက်၁၈နှစ်မပြည့်သေးသည့်အထက်တန်းကျောင်းသားများပါဝင်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရခိုင်ဘက်ကိုအဆန်ရခိုင်မကွေအဆန်နဲ့ရခိုင်အေရဝတီအဆက်တိုက်ပွဲများမှာစစ်တပ်ဘက်မှအလံပြူထောင်အလင်းဝင်သူဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်90တအူးကိုအေအေကဖမ်းဆီးရရှိထားကြောင်းအေအေကဂျမနီညာပိုင်းသတင်းမှထုတ်ပြန်ပါတယ်ရခိုင်ဘကွေအဆန်ရခိုင်မကွေအဆန်နဲ့ရခိုင်အီယာဝရီအဆက်တို့မှစစ်ကောင်မစင်းထိုးစစ်များကိုအာရခတက်တော်ကခုခံစစ်များနဲ့အတူတံမြန်ထိုးစစ်များဖြင့်အကောင်းဆုံးတုံ့ပြန်လျက်ရှိကြောင်း စက်ကောင်မစင်၏မတရားတက်ဖြင့်အတင်အဓမ္မစစ်မှုထမ်းဆိုးဆောင်ခြင်းခံရသည့်တပ်ဖွဲ့ဝင်အသည်များသည်လည်းတိုက်ခိုက်လူစေမရှိဘဲတိုက်ပွဲဖြစ်ပွားရာနေရာများမှာအခွင့်ရရရင်ရသလိုနေစဉ်နှင့်အမျှထွက်ပြေးလျက်ရှိကြောင်းဒါအပြင်စစ်တပ်ဘက်မှစစ်သားများမှအလံဖြူထောင်းလက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြောင်းထို့အပ်သူအချို့သောစစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များကိုတိုက်ပွဲအတွင်လက်နက်ဖြင့်ဒုမဟုတ်လက်နက်မဲ့လက်ရဖမ်းဆီးရမိခဲ့ကြောင်းအေအေကဆိုပါတယ် ယခုနှစ်နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိပဲခူးတိုင်းပဒါမျိုးနဲ့ကပ္ပစား16အနီးတိုက်ပွဲများအတွင်မှစစ်တပ်ဗမာအလံဖြူထောင်းတပ်ပြေးလက်ရဖန်စီရမိသူစုစုပေါင်း16ဦးအထိရှိခဲ့ကြောင်းဒါအပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်သည့်ပဲခူးတိုင်းပဒါမျိုးနဲ့ညောင်ကျိုးကျွော်အနီးလေးလာတောင်ပဝင်းကျင်းအနီးတိုက်ပွဲများမှစစ်တပ်ဗမာအလံဖြူထောင်းတပ်ပြေး လက်ရဖန်စီရမိသူစုစုပေါင်း၁၀ဦးရှိကြောင်းသိရပါတယ်။နိုဝင်ဘာလ၁၀ရက်နေ့မှာလေပဲခူးတန်းပထောင်မြို့နယ်ကမဆဆက်ချအနီးရင်ဆိုင်တပ်ဖွဲ့များအတွင်စစ်တပ်ခမာရ363တန်းရင်မှစစ်သား၄ဦးကိုလည်းဖန်စီရမိခဲ့ကြောင်းနိုဝင်ဘာလ၁၀ရက်နေ့နေရီကံပြူဟာကုန်းစင်စစ်ကောင်မစင်တပ်ဤအမှတ်၉စစ်မြေပြင်စစ်တပ်ရင်ခိုလန်စီဆိုင်တပ်မှတက်ကြမျိုးမင်းထွန်းကအာရခတက်တော်ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ အလားတူအောက်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းသာပေါင်းမြို့နယ်သာပေါင်းကလေးကျေးရွာအနီးနယ်လေးမျက်နာမြို့နယ်ဆက်ဆက်ယုံချင်းလေကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်စစ်တပ်ဘက်မှထွက်ပြေးလာပြီးနောက်အေအေထံမှဖမ်းဆီးခံရသူစစ်သား20ကျော်နဲ့လက်နက်ချအလင်းဝင်ရသူ20ကျော်အထိရှိခဲ့ကြောင်းသိရပါတယ်အစောပိုင်းစစ်သားများမှာခမာယ၄ခမာယ၅ခမာယ၆ခမာယ၃၀ခမာယ၃၅ ခလာယာ80အစရှိသည့်တမ္မ66လအောက်ခံတန်ရင်များနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လအောက်ခံတန်ရင်များဖြစ်ကြသည့်ခလာယာ63အိမ်မိန်ခလာယာ2ခုသည့်ပသိမ်အစရှိသည့်တန်ရင်များမှထွက်ပြေးလာကြသည့်သူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းအဆိုပါအလင်းဝင်ရောက်လာသူများနှင့်ဖမ်းဆီးရမိသည့်စစ်သားများအလုံးနီးပါးမှယခုနှစ်အတွင်းအနေအထားမှစစ်မှုတံပေါ်သာဆွဲခြင်းခံရသည့်စစ်တင်နန်းစင်များဖြစ်ကြောင်း အချို့မှာအသက်ဆက်ဆင်းနေမပြေသေးသူများအထက်တန်းတက်နေကြသည့်ကြောင်းသားများဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးဆန္နာသိမ်းမှုကိုဆန့်ကျင်ဆန္နာပြခဲ့ကြသည့်ပြည်သူဦးအင်္ဒရာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တပ်၏အတုအယောင်ရွေးကောက်ပွဲထောက်ခံသည့်လှုပ်ရှားမှုများမှာပါဝင်ခိုင်းမြန်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။အကြမ်းမတ်စစ်တပ်၏ဆန္နာသိမ်းမှုကိုဆန့်ကျင်ဆန္နာပြခဲ့ကြသည့်ပြည်သူဦးအင်္ဒရာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တပ်၏အတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးရင်းနှင့်ထောက်ခံပါဝင်ရေးလှုပ်ရှားမှုများမှာပါဝင်ခိုင်းမြန်ပါသည်။ နိုဝင်ဘာလ9ရက်နေ့မှာစတင်ပြီးရန်ကုန်မြို့မှာစစ်တပ်ကတရုတ်ဆောင်များအမှုပညာရှင်များကိုအတင်းအကျပ်ဖိအားပေး၍ရွေးကောက်ပွဲထောက်ခံမဲပေးလှူရှားမှုများမှာရိုက်ကူးခိုင်းနေခြင်းဖြစ်ပြီးရင်းလှူရှားမှုများမှာဆရာနာသိမ်းမှုကိုစတင်ဆန္ဒပြခဲ့ကြသည့်ပြည်သူဦးပိုင်တကွန်းအင်ဒရာကျော်စင်အပါအဝင်မင်းနာမင်းမီများကိုစစ်တပ်ကပါဝင်တရုတ်ဆောင်ခိုင်းထားကြောင်းသိရပါသည် စစ်တပ်၏အနှုတ်ရောင်ရွေးကောက်ပွဲထောက်ခံသည့်လှူဆောင်မှုများမှာအကယ်ဒမီပြည်သူဦးအကယ်ဒမီဆိုင်ဆိုင်ခန့်လိုင်းအကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေသူညီနန္ဒဟင်းဝေယံပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွမ်းပိုင်ကျော်တက်အောင်ထူအောင်အကယ်ဒမီထွေးအင်္ဒရာဘုံအကယ်ဒမီခိုင်နှင်းချင်းအကယ်ဒမီအင်္ဒရာကျော်စင်အကယ်ဒမီစုပြေတစင်အကယ်ဒမီဖွေးဖွင့်အကယ်ဒမီဝင့်မော်ဆွေရင်အကယ်ဒမီချောရတနာအကယ်ဒမီအင်းမြတ်သူ အကယ်ဒမီရွှေမုံရရင်အကယ်ဒမီခင်ဝင်းဝမ်မိုးဟေကိုရုံဝတီလွင်မိုးပိုးမမီသာရတနာဘုံတင်စာဝင်းကျောင်းဖူစုံနော်ဖောအေထာစောင်းဝီမီမီပချင်းတဲစုငိမ်မီမီကိုကိုနဲ့ရွှေသမီးတို့ကိုပါဝင်ရိုက်ကူးစေခြင်းဖြစ်ပါတယ်အတုံးလိုက်အတုံးလိုက်သူတို့ရိုက်ကူးရေးတွေလုပ်ခိုင်းနေတာ policy ဇလန်းတွေလည်းအခုတောက်လျှောက်ရိုက်ခိုင်းနေတယ်လူမင်းတို့ကထိုင်တာဖြစ်ပါဝင်ပြီးလှုပ်ပေးနေရတယ်အဲ့ဒီဇလန်းတွေလည်းမကြမီလွင့်မယ်လို့သိရတယ်ဟုအမှုပညာရှင်အတန်းဝိုင်းကပြောပါတယ် အတူပါလာ30ရည်နှစ်အကြမ်းစစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှနှွန်ချိုအေးကျွေကရန်ကုန်မြို့ရှင်ရုပ်ရှင်လုပ်ငန်းရှင်မှရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူသွင်းဆိုပြီးလာမည့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည်ဝါဒဖြန့်အလေအညာစီရင်ရေးများမှပါဝင်လျောက်ဆောင်ရမည်ဖြစ်ကြောင်းလူငင်းဖြင့်ပြည်လဲလုံမြောက်လာသည့်အမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညှဉ်းဆဲလျင် အထက်အမိတ်အရာအရေးယူမည်ဟုဖိအားပေးပြောဆိုခဲ့ပြီးနောက်ရင်းကဲသို့စစ်တပ်၏ဝါဒပြန်လုံဆမှုများမှပါဝင်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်စစ်တပ်ကထုံလင်းပြသခဲ့သည့်ခေတ္တမိုင်းကိုတုံးဆိုင်မည်သူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါဒပြန်ဇလံကုန်လူမှုကွန်ရက်မှတဆင်ဝေဖန်သည်ဟုဆိုကာဒါရိုက်တာမိုက်တီခေါ်တန်ထွန်းဆောင်စပေါ်တရုတ်ဆောင်ကျောင်းဝင်းထွက်ကကျောင်းမင်းထွန်းနဲ့ဟာနာတရုတ်ဆောင်အုံတိုင်းခေါ်ဆောင်မြင့်ဒါရိုက်တာအေးချမ်းလူ ရုပ်ရှင်ထိုင်တာတက်လွင်ခေါ်စမှုထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားပါတယ်ရှင်